skin care video တွေမတင်ဖြစ်တာကဝက်ချန်လေးတအားကိုဆူဆူဝါဝါဖြစ်နေလို့ပါအခုဒီဝက်ချန်လေးတွေနည်းနည်းသက်သာလာပြီဆိုတော့ပြန်လုပ်ပါတော့မယ်ဒါကတော့အရလို break up from the mari အတွက်၃ရက်အရင်အဆင်ပြေတဲ့ equiberry ရဲ့ swimming pool exfoliate toner ဖြစ်ပါတယ်သူရဲ့ exfoliate အမျိုးအစားကအေးရှိပြေးရှိပြေးရှိရမှာဟုတ်ဖင်းနေ inside နေရာလာတဲ့အမျိုးအစားဖြစ်လို့နေ့တိုင်းသုံးလို့ရပါတယ်နောက် toner တစ်ခုအနေနဲ့ကတော့ နံပူစီရဲ့ number 1 coming to know လေးတော့လိုက်ပါတယ်။သူကအရောလို any brown တမားတွေအတွက်ဒီမျက်နာတွေရောင်ရဲနာတွေကိုတတ်တာစီလို့ဒီ coming ဖြစ်သွားအောင်လို့ဒီ toner လေးကိုထပ်လိုက်လိုက်ရပါတယ်။နောက်တစ်ခုကတော့ skin wellness 4ရဲ့ central ampoule လေးဖြစ်ပါတယ်။သူကလည်းအရောလို breakout တမားတွေအတွက်ညရာတွေရောင်ရဲနာတွေကိုတတ်တာစီပြီးတော့ coming ဖြစ်စီလို့ဒီ ampoule လေးပါထပ်ပြီးတော့မှလိမ့်လိုက်ပါတယ်။ ဒီစင်းကတော့ PRE အမဲဆက်လေးတွေရောချဖို့အတွက် ANY ရဲ့ Transcend Minute နဲ့ Nasinamide Serum လေးကိုလိမ့်လိုက်ပါတယ်။ပြီးရင်တော့ Moisturizing ဖြစ်ပြီးတော့မှ Brightening ဖြစ်အောင်လို့ဒီ ANY ရဲ့7 Plus Rice Serum လေးသုံးပါမယ်။သူက Ceramides နဲ့ Rice နဲ့ကိုပေါင်းစပ်ထားတာဖြစ်လို့ Rice က Brightening လေးဖြစ်စေတယ်။ပြီးရင် Skin Barrier ကိုလည်းပို့ပြီးတော့ Improve ဖြစ်စေပါတယ်။ ceramic ကတော့ skin barrier ကိုပိုပြီး strength ဖြစ်စေအဲ့ဒီအတွက်နောက်ဖြစ်လာမယ့်ဝန်ချင်တွေကိုကောက်ွက်ပေးပါတယ်။နောက်ဆုံးစနေနေ့ကတော့ gel moisturizer လေးလွှတ်လိုက်ပါမယ်။ဒါကတော့ Purito ရဲ့ Ultimate Gel လေးဖြစ်ပါတယ်။သူက gel texture ဖြစ်ပြီးတော့မှ အုတ်ကနေထုတ်ထားတဲ့ခမီးဖြစ်စေတဲ့ gel moisturizer မျိုးစောဖြစ်ပါတယ် moisturizer ကတော့အရင်ကြီးမဖြစ်ဘူးဒါပေမဲ့အရာလို့ any bronzing skin မရ ia moisturizer ကိုတအားရွေးတယ်ပေါ့နော် moisturizer သုံးတာမှလို့ရှိရင် breakout တွေနောက်နေဆိုတန်းထွက်လာတာဒါပေမဲ့ဒီ pure to ကအုတ်ဒီ gel moisturizer လေးကတော့လုံးဝ breakout တွေမထွက်စေဘဲနဲ့ရှိတဲ့ acne တွေကိုပဲခံပြီးဖြစ်သွားပါစေပါတယ်။ hydrangea ကတော့အလောက်ထိမဖြစ်ဘူး။အရင်အေးတဲ့နေရာတွေဆိုလို့ရှိရင်တော်တော်လေး hydrating မဖြစ်စေဘူး။အဲ့ဒါက dry skin နဲ့ဖြစ်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကတော့လက်ရှိထွက်နေတဲ့ active ဖြစ်နေတဲ့ white chain တွေကိုဒီ pimple patch လေးနဲ့ကပ်လိုက်ပါမယ်။ဒါကတော့ cosmetic ကထိုက်တဲ့ထုတ်တဲ့ hypochlorite acid ပါတဲ့ acne patch လေးဖြစ်ပါတယ်။ ဒီ any patch လေးကိုကတ်ထားလိုက်လို့ရှိရင်အဲ့ဒီ break out လေးတွေဝစ်ချင်လေးတွေကသူ့အနေသူအထဲကိုခြိုက်ဝင်သွားပြီးတော့မပြည်လည်းမတည်ပဲနဲ့နာတာလည်းတက်တာရယ်ရောင်တာလည်းတက်တာရယ်အဲဒါကြောင့်မို့လို့အရာဒီ pin back patch လေးကတော့လုံးဝမဖြစ်မနေဆောင်ထားရတယ်ဖြစ်ပါတယ်သူကဘန်ဆိုင်ဖောင်စာရီတို့ salicylic acid spot treatment တွေထပ်ကိုပိုကောင်းเนี่ยเรซาโกยาပါတယ်ဒီ cosrx ကဒီ patch လေးကတော့ acne patch လေးအောင်လုံးဝမရှိမဖြစ်နဲ့အဲ့တော့ acne တွေကို safe လုပ်ပေးတဲ့တစ်ခုကြီးတော့ treatment ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ vaseline lip balm လိမ်ပြီးပြီးတော့ပါပြီး good night ပါရှင်။